အဲကျွန်တော်တို့ဒီလေးစုံခုနှစ်ထဲမှာနော်လေးစုံခုနှစ်ထဲမှာကျွန်တော်တို့ပြန်ကြအားရှိချစ်ဆိုတဲ့ခဏနော်အဲ့ဒီငားချစ်ချစ်ဆိုတဲ့ခဏအဲ့ဒီနှစ်ထဲမှာပြန်ကြကြတော့သူထဲစီတောင်သုံးလုံးလေးလို့ဖြစ်တဲ့ဘေးမှာကြနော်ငား၄၅ဆိုတော့ထဲစီတောင်သုံးလုံးလေးလို့ဖြစ်တဲ့သူ့ဘေးမှာကြနော် တခါကျွန်တော်ဒီ၄ဆုံးခုနှစ်ထဲမှာ၉ညနှစ်เนาะအဲ၉ညနှစ်ပြန်ရကြတော့သူက၆၉၉เนาะထည့်စီတောင်သုံးလုံး၄လို့ဖြစ်တဲ့ဘေးမှာပဲသူကြတခါမနစ်ကကျွန်တော်တို့ဒီ၄ဆုံးခုနှစ်ထဲက၆နှစ်၆เนาะ6နှစ်6ပြန်ရကြတော့ထည့်စီတောင်သုံးလုံး4နှစ်4ဆိုပြီးတော့เนาะ ထည်တီတုံးလုံးပေါင်း၄လို့ဖြစ်တယ်သူ့ဘေးမှာပဲသူကပြန်ကြကြခဲ့နော်အဲအဲ့ဒီပြန်ကြခဏန်းဘေးမှာကျွန်တော်ဒီထည်တောင်တုံးလုံး၄လို့ဖြစ်တယ်သူ့ဘေးမှာပြန်ကြကြတယ်သူ့အောက်ဆောင်မှာထွက်မိခဏန်းပေါ့နော်အပြီးခဲ့တဲ့မထွက်ခင်သူ့အပေါ်မှာကဒီတုံးလုံးက6နော်နောက်နှလုံးက2နောက်နှလုံးက4နော်ဒီ3လုံးကိုသူက6လို့ပုံသေးရိုက်တယ်ရိုက်ပြီးတော့ ီနှစ်ခါသည်နှစ်အပိတ်နဲ့နောက်နှလုံးလေးလို့သူထဲတာထဲပြီးမှသူ့ရဲ့အောက်မှာငါခွန်ခွန်ဆိုတဲ့ကဏ္ဍထွက်တယ်နော်အဲ့ဒီငါခွန်ခွန်ဆိုတဲ့ကဏ္ဍသည်ဘယ်ရလာလဲဆိုတာကျွန်တော်နောက်ပြီးရှင်းပြမယ်ဟုတ်လားအဒုတိယကတ်ကိုပြန်သွားထဲစီတောင်3လုံး6 9ဆိုတော့4လို့ဖြစ်တယ်သူ့ဘေးမှာ9 3ညပြန်ညကြတယ်နော်ကြပြည့်ရနဲ့သူ့ဆောင်မှာ9 40ဆိုတဲ့ကဏ္ဍသူထွက်တယ်ဗောဗျာ မထွက်ခင်ဒီနှစ်ခါလေးကဒီမှာသူကနှစ်အပိတ်ကိုနောက်နှလုံးသုံးလို့သူရိုက်တယ်ဇောင်းသုံးလုံးက6လို့ပုံသေးတယ်เนาะအဲ့ဒီဇောင်းသုံးလုံးက6လို့ပဲသူပုံသေးတယ်အဲ့သူ့အောက်မှာ940เนาะအဲ့ကောင်က9ဆုံးကလာတဲ့ခဏနေအဲ့ဒါကိုကျွန်တော်ပြောပြအဲ့အခုခုနကကျွန်တော်ပြောတယ်6နှစ်နှစ်66နှစ်ပြန်ညကြတယ်ထိတ်ထောင်သုံးလုံး4လို့ကြတယ်သူ့ရဲ့ဇောင်းเนาะသူ့ဘေးမှာဒီ6ဒီ နောက်ပိတ်နောက်နှလုံးကိုသူက၄သုံးပြီးတော့အခုနောက်နှလုံးပေါင်း2လို့သူထည့်တယ်เนาะဒီ6က6ပိတ်ပုံမှန်လဲဇောင်း6ပုံသေးရိုက်တယ်เนาะ6 5 5ဇောင်း6လို့သူပုံသေးရိုက်သွားတယ်အဲ့တော့သူအောက်မှာထွက်မဲ့ခဏန်းนี่ကကျွန်တော်လိုက်ကြည့်တော့အဲ့ဒီခဏန်းကကျွန်တော်တို့ရေကြည့်ရင်တော့အဝေးကြီးပေါ့ဗျာเนาะကျွန်တော်တို့ရေမနေတော့ဘူး5ဇွန်3ခက်ဆိုတော့ကျွန်တော်တို့6ဇွန်3ခက်ကိုသွားပါ ိုးစောနယ်ကူနှစ်ကနော်ကိုးစောနယ်ကူနှစ်ကအဲဒီကိုးစောနယ်ကူနှစ်ကနော်အဲအဲ့ကိုးစောနယ်ကူနှစ်ထဲကခွန်နောက်ပိတ်ကခွန်နောက်ပိတ်လို့သူဒီလိုပို့ထားတဲ့ဇောင်းကခဏခွန်၅ခွန်နော်အဲ့ဒီခွန်၅ခွန်ကဒီ၅၈၅၈ပြန်ကြရဲ့ဇောင်းမှာသူလာထွက်တယ်နော်ဒီဇောင်း၃လုံး၆လို့ဖြစ်တဲ့အောက်မှာသူထွက်တယ် တခါကျွန်တော်တို့69ခုနှစ်တည်းကခွန်နောက်ပိတ်ကခွန်နောက်ပိတ်လို့ကူးထားတဲ့ဒီဆောင်ကခန္ဓာ934နော်အဲ့ဒီ934ကိုဆုံးကကောင်းဒီ2015ခုနှစ်တည်းက920ပြန်ရရဲ့ဆောင်ဒီဆောင်3လုံး6လို့ဖြစ်ထားတဲ့အောက်မှာသူထွက်တယ်နော်အဲ့ကျွန်တော်တို့ကဒီမှာနှစ်အပိတ်ဒီမှာနှစ်အပိတ်ဒီမှာနှစ်မပိတ်ဘူးသူကဒီ6က6လို့ပိတ်တာဟုတ်နော်အဲ့တော့သူကဒီမှာနည်းနည်းလေးကွာတော့ အဲ့ဒါဆိုရင်ကျွန်တော်တို့အခု90နဲ့6ပြီးတော့2009ခုနှစ်ထဲကနော်2009ခုနှစ်ထဲကခွန်နောက်ပိတ်ကခွန်နောက်ပိတ်လို့ကူးထားတာတစ်ခွက်သေးရှိသူ့ရဲ့ဈာမထွက်တဲ့ခဏ986ဆိုတဲ့ခဏမှာနော်အဲ့ဒီ986ဒီဒီ9ဆုံးခုနှစ်ထဲကပြန်ကြခဏရဲ့ဈာမသူကထွက်တာ เนาะကျွန်တော်ဒီနေရာမှာတစ်ခါထည့်ပေးသေးတယ်เนาะနှစ်နောက်ပဲရအောင်ပညာကဏ္ဍရဲ့ဇောင်းဆိုပြီးထည့်ပေးသေးတယ်เนาะမထွက်ဘူးအဲ့တော့ तू ကမထွက်တာကအပေါ်မှာဇောင်း6မရိုက်သွားလို့လားပေါ့เนาะအခုမှ तू ကဒီလိုဇောင်း6လဲရိုက်တယ်ဒီခါကနောက်ပိတ်လို့လဲ तू ထည့်တယ်သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီကျွန်တော်တို့ကိုးစွန်းခုနှစ်ထဲကကဏ္ဍ 2009ခုနှစ်ထဲကခွန်နောက်ပိတ်ဒီခွန်နောက်ပိတ်လို့ထည့်ထားတဲ့ဇောင်းကကဏ6 6ဆိုတဲ့ကဏလေးရနော်ခွန်6ခွန်ခွန်6ခွန်က2ပွဲ3ပွဲရှိပြီအဲ့ဒီခွန်6ခွန်ကကျွန်တော်6ထိပ်နှလုံးနှစ်ခေါ်တာအဲ့ဒါ6ထိပ်ကခွန်6ခွန်မထွက်ဘဲနဲ့6 4 6ထွက်သွားတော့အဲ့ကောင်ကပြီးပါတော့မလားတော့မသိဘူး ါပေမဲ့ထွက် site တွေအများကြီးပါပြီးခဲ့တဲ့ဘွဲကလည်းကျွန်တော်ပြတာဒီဘွဲတော့မသိမတွေ့သေးဘူးเนาะအဲကျွန်တော်တို့အဲ့ဒီမှာဒီကဏ္ဍဒီကိုပြန်ညာကဏ္ဍဆောင်းမှလာပေါက်တယ်တခါဒီ3964ရလေပြန်ညာကဏ္ဍရဲ့ဆောင်းမှလာပေါက်တယ်เนาะနောက်ပိတ်ကခါခါအပိတ်သူကအဲ့လိုလား ခါကအပိတ်လည်းမဟုတ်ဘူးနော်။ तू ကအာထိုးမှရမယ်ခဏ။အဲ तू ကနောက်တော့နောက်ကတ်မှာကသွားတူတာ၄၃၃လို့နော်၃၃လို့နောက်ပိတ်၃လုံးတိုင်းထားတဲ့အပေါ်ကခဏ။ဒီ၄၃၃ဆောင်းထိုးတယ်။၃၃၃လို့နောက်ပိတ်၃လုံးတိုင်းထားတဲ့အပေါ်ကခဏ။ဒီမှာလာဖို့နော်။အခုဒီမှာလဲကျွန်တော်တို့၄၃လို့ထည့်တယ်၃၃လို့နောက်ပိတ်၃လုံးတိုင်းထားတဲ့အပေါ်ကလည်း၈၉၆ကိုဒီမှာပို့မယ်ဆိုရင်ဒါပို့လို့ရတယ် နော်အဲ့တော့ညလည်းကျွန်တော်ဒီကောင်လေးကိုထည့်ပြောထားသေးတယ်ပြခဲ့တယ်နော်အဲ့တော့ညကပြခဲ့တဲ့ line နဲ့မှာကျွန်တော်ကညကအမှတ်တမဲ့ကျွန်တော်ကောက်ပြတာတို့ဒီတစ်ခါပရိတ်9ရဲ့နှစ်နှစ်တစ်နှစ်ကျော်နော်တစ်ခါနဲ့ပရိတ်9ရဲ့တစ်နှစ်ကျော်ပါ6ထိုင်နဲ့ပရိတ်9လို့ရိုက်ပြီးတော့မှသူ့ရဲ့အောက်ပါ က္ကစီတောင်3လုံးက366ဆိုတော့5လို့ဖြစ်ပြီး69နောက်တွဲထွက်တယ်เนาะ6ထိတ်နဲ့ဗရိတ်ခွန်ပြီးတော့ကျွန်တော်တို့ဒီမှာကြတော့တစ်နှစ်ကျော်မှာ6ထိတ်ပြီးတော့ခွန်ထိတ်နဲ့ဗရိတ်8လို့ဖြစ်เนาะခုနက6ထိတ်နဲ့ဗရိတ်ခွန်ဒီမှာခွန်ထိတ်နဲ့ဗရိတ်8သူ့ရဲ့အောက်မှာထက်စီတောင်3လုံးက6 5 1ဆိုထက်စီတောင်3လုံး5ကို နောက်တွဲက98အတွဲနဲ့ထွက်တယ်။အဲအခုကျွန်တော်တို့ကဒီမှာရှစ်ထိပ်စီဗရိတ်6လို့ရိုက်ထားလို့သူ့ရဲ့အောက်မှာ366ဆိုပြီးတော့နော်တို့6ထိပ်စီနဲ့98နောက်တွဲနဲ့ဆိုရင်ဒါ6 98ဆိုတဲ့ကဏ္ဍမျိုးဒီလိုဖြစ်သွားလို့ရတယ်နော်အဲအဲ့ဒါကအညာကကျွန်တော်ထောက်ပြခဲ့တာအဲ့တော့ဘယ်လိုကြမယ်ဆိုတော့မသိဘူးပေါ့လေနော်ဒီမှာကတော့အကွက်ရွှေနဲ့ကသွားတွေ့တာနဲ့အင်းဒါလေးကလည်းမဆိုးဘူး နောက်တစ်ရက်အဲ့ဒီနှစ်ထဲမှာအဲ့ဒီ site မှာကျွန်တော်တို့ခါတုခါနဲ့ဟောခါတုခါနဲ့ထွက်သလားဒီမှာလဲခါတုခါနဲ့ထွက်သလားဒါဆိုဒီနေရာမှာကျွန်တော်တို့ကခါတုခါနဲ့ဒီ2009ခုနှစ်ထဲကကဏ္ဍ840ဆိုတဲ့ကဏ္ဍတစ်ခွက်နော်740ဆိုတဲ့ကဏ္ဍတစ်ခွက်ဒီနေရာမှာယူထည့်လို့ရတယ်လေးခါနဲ့ပေါ့လေနော်ကျွန်တော်တို့840ဆိုတဲ့ကဏ္ဍတစ်ခွက်ယူထည့်လို့ရတယ် ဘာလို့ထည့်လို့ရလဲဆိုတော့အဲ့ဒီကောင်ကကျွန်တော်တို့ကလနာထဲမှာဖြစ်စဉ်တွေအများကြီးရှိပြီးပါတယ်เนาะတို့ဒီနေရာမှာရှေ့4669เนาะတောက်ပိတ်၅လုံးထောင်ထားတာရှိ နောက်ဒီမှာလည်းရှေ့4669ဆိုပြီး၅လုံးထောင်ထားတာရှိเนาะအဲ့အဲ့ဒီ၅လုံးထောင်နေအခုကျွန်တော်ကဒီနှစ်ထဲမှာသူက86992216เนาะ 9896ဆိုပြီးထောင်လာတာတည်းရှိတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်က9669 9669ဆိုပြီးခွန်နောက်ပိတ်နဲ့မြန်ထောင်မလား။အဲ့9669လို့ထောင်မလားဆိုတဲ့အတွေးကျွန်တော်ဝင်သွားတော့အဲ့ဒီထောင်မဲ့ကဏ္ဍနေကျွန်တော်တို့လိုက်ကြည့်တာပေါ့။ထောင်မဲ့ကဏ္ဍနေကိုလိုက်ကြည့်တဲ့အခါကျတော့သူကဘာဖြစ်လာလဲဆိုတော့ ျွန်တော်တို့ဒီဘက်မှာ109 109เนาะကျွန်တော်တို့109လို့ထည့်စီ3လုံးတန်းထားတာရှိ1ထိတ်9ထိတ်9ထိတ်เนาะဒီမှာ1ထိတ်9ထိတ်9ထိတ်109ထည့်စီ3လုံးတန်းထားတာလည်းရှိအဲ့ဒီ109ကနေတို့တစ်နှစ်ကြော်လိုက်လို့ရှင်350လို့ထည့်စီ3လုံးစောင်းထိုးတယ် အဲ့ဒီတခွန်ကိုကနေတနစ်ကြော်လိုက်လို့ရှိရင်တနစ်ကြော်နိုင်လို့ရှိရင်ကျွန်တော်တို့3ခွန်ဆိုရယ်နော်3ခွန်ထည့်သီး3 3ခွန်ထည့်သီး3လုံးတန်းအဲ့ဒီ3ခွန်ထည့်သီး3လုံးတန်းလိုက်တာနဲ့သူက6 4ခွန်လို့လည်းထည့်သီး3လုံးပြန်ထောင်းနော် ဒီမှာလဲ640လို့ထည့်သေးသုံးလုံးပြန်ထောင်လာတာရှိထောင်လိုက်တော့သူတို့ကဂျားထဲမှာတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြားထားတာเนาะသူနဲ့သူနဲ့ငါးနှစ်ခြားအဲ့တော့ဒီကနန်းခွန်ခွန်ရှစ်တည်ကျွန်တော်တို့ဒီမှာ966ခွန်လို့နောက်ပိတ်သုံးလုံးထောင်ပြီးတော့မြေခွန်ရှစ်ခွန်လို့ထွက်သလားเนาะဒါဆိုရင် तू ကနေ9နှစ်ကြော်လိုက်တဲ့ဒီကဏ္ဍခွန်ရှိ4ဆိုတဲ့ကဏ္ဍဒီ ကျွန်တော်တို့1 2 3 4 5နှစ်ကျော်6လပြီးတော့5 6 6 9လို့5 6 6 9လို့နောက်ပိတ်3လုံး4လုံးထောင်ပြီးတော့မြန်8 4 9လို့ထွက်မလားဒါဆိုရင်ခုနကကျွန်တော်ပြတဲ့ site ထဲမှာ၄ခါနှလုံးထောင်ပြီးတော့နော်ကျွန်တော်တို့ဒီခါတုခါနဲ့ခါတုခါနဲ့ကိုစုံကိုနှစ်ကခဏ ဒီမှာလဲခါဒုက္ခနဲ့ကိုဇုံကူနှစ်ကခဏเนาะအဲ့ဒီမှာလဲခါဒုက္ခနဲ့ကိုဇုံကူနှစ်ကခဏဆိုရင်ဒီခဏလေးလဲမဆိုးဘူးရှိခွန်လေးเนาะဒါလေးတစ်ချက်သတိထားဖို့အဲ့ကျွန်တော်မနေ့ကပြခဲ့တဲ့ line ကကျွန်တော်ဒီနေရာမှာဘာလို့ရှစ်ထိတ်စီထဲ့တုံးဆိုတော့ပြီးခဲ့တဲ့ပွဲက line asset မှာရှစ်ထိတ်စီရှိတယ်เนาะ ပြီးခဲ့တဲ့ဘောရလိုင်းအဆက်မှာရှစ်ထိပ်စီရှိတယ်ဆိုတော့ကျွန်တော်ကပြီးခဲ့တဲ့ဘောရဒီလိုင်းလေးကိုကျွန်တော်မပြဘဲနဲ့ကျွန်တော်ညီတော်မောင်ကိုစွဲတင်ခိုင်းလိုက်တာအခရာကိုအခုဒီဘွဲလည်းသူ့ကိုစွဲတင်ခိုင်းနေပါတယ်နော်ဒါပေမဲ့ဒီမှာကျွန်တော်ရှစ်ထိပ်ကလေးယူပြလိုက်ယူပြလိုက်မယ်ဆိုတော့သူကတော့ကျွန်တော်တို့ဒီခွန်ပရိတ် ွန်ပါဝါနှစ်အပိတ်ခွန်ပရိခွန်ပါဝါနှစ်အပိတ်ခွန်ပရိခွန်ပါဝါနှစ်အပိတ်နော်အဲ့ဒီခွန်နဲ့နှစ်နဲ့6ကအပေါ်မှာဂွာ6 4ထိပ်ဆိုတာရှိနော်ဒီခွန်နဲ့နှစ်နဲ့6ကအပေါ်မှာဂွာ6နဲ့4ထိပ်ဆိုတာရှိဒီမှာ4ထိပ်ဂွာ6ကိုဒီမှာခွန်နှစ်ဆိုပြီးသူလိုက်တယ်နော်အဲ့တော့အဲ့ဒီဖြစ်စင်မှာပြီးခဲ့တဲ့ဘွဲကကျွန်တော်ဆရာကိုတော့ကျွန်တော်ပြောသေးတယ် လေးပိတ်မြန်နှလုံးထောင်မလားမသိဘူးဥည်လို့ဆိုတော့သူကလည်းအေးတယ်အဲ့လိုင်းဦးလဲတွေးတယ်ကွာတဲ့သူကအဲ့လိုတော့ပြောတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုင်းကိုတိတ်ပြီးတော့မွန်းနေမဖြစ်တာနဲ့ကျွန်တော်ညီတော်မအောင်မဲမဲဆွဲတင်လိုက်ကွာငါမပြဘူးလို့အဲ့ခွန်တွေနှစ်တွေဖြစ်တဲ့အချိန်မှာသူကဒီဆောင်သုံးလုံးကရှစ်လို့ဖြစ်တယ်အဲ့ဒီရှစ်ကအောက်မှာရှစ်ထိတ်တဲထားတယ်နော်သုံးပွဲကြော်မှာ အဲ့ဒီ converter ရဲ့ဆောင်းမှာလဲဆောင်းသုံးလုံးက shit လို့ဖြစ်တယ်အဲ့ဒီ shit ဒီအမှ shit ထိတ်တဲထားတယ်အဲ့ဒီ converter ရဲ့ဆောင်းမှာလဲဆောင်းသုံးလုံး shit လို့ပဲတူတယ်နော်အဲ့လိုဖြစ်ပြီးတာ ਨੇ သူ့ရဲ့ဘေးမှာကျွန်တော်တို့ shit 3 4ဆိုတော့ဒီဆောင်းသုံးလုံးကို5လို့ထည့်တယ်အဲ့ဒီ5ကိုထည့်စည်းတောင်သုံးလုံး1 1 3ဆိုပြီး5လို့သူထည့်အဲ့ဒီထည့်လိုက်တဲ့အချိန်3ထည့်စည်းရဟဲ့ဒီ3ခါက3ထည့်လို့သူဝင်တာနော် ဲ့တော့ဒီဆောင်သုံးလုံး၅ကိုထိတ်သုံးလုံး၅ဖြစ်တာနဲ့သုံးခါကထိတ်လို့ဝင်တက်ခါဒီခွန်ပရက်ရဲ့အောက်ဆောင်မှာ၅ပြီးတော့သူကဒီမှာ6လို့သူထည့်တာ哦เนาะ6လို့ထည့်တော့ထိတ်စည်းသုံးလုံးကိုခွန်9 3ညာဆိုပြီး6လို့ထည့်တယ်ထည့်လိုက်တာနဲ့ဒီ3ညာဒီဟာဒီ3ညာခါပဲเนาะ ခါချွေးကင်လိုက်တာဟုတ်တယ်အဲ့လေးကိုခါချွေးကင်ကျွန်တော်လည်းလေးပါတယ်ခဏခါတွေနေပဲထည့်တာပဲဒီ site ကလေးအပိတ်ကိုသူကပြောပေးမယ်ကျွန်တော်တို့ကဒီ site ကိုမကင်ဘူးဒီ site မှာကကျွန်တော်တိတ်ပြီးတော့ဟိုနဲ့မဖြစ်ဘူးပေါ့နော်မခင်းဖြစ်တာနဲ့မလုတ်လိုက်တာအဲ့ဒီခွန်ပရိတ်သူ့ဇောင်းမှာ665ဆိုတော့သူကဇောင်းသုံးလုံးကခွန်လို့ထည့်တာအဲ့ဒီခွန်ကိုပြီးခဲ့တဲ့ဘွယ်က6 36ဆိုပြီးသူကခွန်လို့ပြန်ထည့်တယ် ထည့်လိုက်တဲ့အဲ့ဒီ6ထိပ်ဒီဟောဒီ6ခါးက6ထိပ်လို့သူဝင်သွားတာပဲเนาะသူအဲ့ဒီမှာဝင်သွားတဲ့ခါကျတော့မှဩငါမြင်ရတာနဲ့ကွာ6ထိပ်အဲ့ဒီ3ဒီ3ထိပ်လို့ထည့်တာနဲ့အထောင်3လုံးကငါဒီ3ညဒီ3ညထိပ်လို့ထည့်လိုက်တာနဲ့အထောင်3လုံးက6เนาะဒီ3လုံး6လို့အဲ့ဒီ6ဒီ6ထိပ်လို့ထည့်လိုက်တာနဲ့ဒီထောင်3လုံးခွန်ဒီဆောင်3လုံးကခွန်ခဲ့လို့ အဲ့တော့အဲ့သူ့အောက်မှာဘာဖြစ်ချင်တာတော့ဆိုတော့ဒီချစ်နော်ဒီချစ်ကိုဒီမှာထောင်သုံးလုံးရှစ်လို့ရိုက်ခဲ့လို့ကျွန်တော်ကအဲ့ဒီမှာဇောင်းသုံးလုံးကိုရှစ်ဒီဇောင်းသုံးလုံးကရှစ်နော်အဲ့တော့ဒီမှာ1 8 9ဆိုပြီးရှစ်လို့သူပြန်ထည့်တာဟုတ်နော်အဲ့ဒီရှစ်ကိုကျွန်တော်ကတွေးလိုက်တာအဲ့ဒီမှာ9 2 1ဆိုတဲ့ရှစ်ဒီအောက်သုံးဝဲကျော်မှာရှစ်ထည့်စီထည့်ရခဲ့တယ်အဲ့ဒီရှစ်ကိုကျွန်တော်ဇောင်းသုံးလုံး1 3 6ဆိုပြီးတော့ကျွန်တော်ရှစ်ဆိုပြီးပြန်ထည့် เนาะဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီမှာဇောင်းသုံးလုံးရှစ်လို့ဖြစ်တယ်အောက်သုံးဘွဲကျော်မှာရှစ်ထိပ်စီတည်ခဲ့လို့အဲ့ဒီရှစ်ကိုကျွန်တော်ဇောင်းသုံးလုံးရှစ်ဆိုရင်ဒီဘွဲမှာရှစ်ထိပ်စီဝင်သွားမလားအဲ့ရှစ်ထိပ်စီဝင်မယ်ဆိုကျွန်တော်ပြောပြသားเนาะ6 6 6เนาะအားလေးတော့ထက်အဲ့တော့သူကအဲ့ဒီမှာ6 6ချစ်တယ်เนาะဒီလို6 6 6เนาะထည့်လိုက်ဘာလို့တော့ဆိုတော့ ဇောင်းသုံးလုံးကိုရှစ်လို့ရိုက်လိုက်တာနဲ့ရှစ်ရဲ့ပါဝါ၁၈၄ဆိုပြီးတော့၃လို့ပြန်ထည့်တက္ခဒီဇောင်းရှစ်ကိုဒီဇောင်းရှစ်လို့ထည့်တဲ့နဲ့၈ပါဝါ၉၃၄ဆိုပြီး၃လို့ပြန်ထည့်နော်အဲ့ဒီမှာဇောင်းရှစ်ဒီဇောင်းရှစ်ကိုဇောင်းရှစ်လို့ထည့်လိုက်တာနဲ့ဒီ၃လုံးက၈ပါဝါ၃ဖြစ်အောင်၃၄၆ဆိုပြီးတော့ဒီလို၈၆အခွာကြီးရတယ်နော် အဲ့တော့အဲ့ဒါကအဓိကတော့မဟုတ်ဘူးကျွန်တော်လိုချင်တာကဒီဇောင်းရှစ်ကိုဇောင်းရှစ်ဆိုတဲ့အဲ့ဒီရှစ်ထိတ်စီလိုချင်တာပဲအဲ့တော့အဲ့ဒီရှစ်ထိတ်ကိုလိုချင်တဲ့ခါကျတော့ကျွန်တော်ကတစ်ခွန်ခွန်အဲတစ်ခွန်ကိုထစီသုံးလုံးတန်းတယ်တစ်ခွန်ကိုထစီသုံးလုံးတန်းတယ်နော်သူတပွဲကြော်က3 5ခွန်ဇောင်းထိုးတယ်3 5ခွန်ဇောင်းထိုးတယ်ကိုခွန်၄လို့ထစီသုံးလုံးထောင်းတယ်ကိုခွန်၄လို့ထစီသုံးလုံးထောင်းအဲကို၄ခွန်လို့ထောင်းတယ်ကို၄ခွန်လို့ထောင်းနော် ထောင်ခဲ့တယ်ကိုလေးခွန်ထောင်ခဲ့တယ်ရှစ်ခွန်ခွန်ရှစ်ကို9669ခွန်လို့နောက်ပိတ်လေးလုံးထောင်ပြီးတော့ထည့်ခြင်းတာအဲ့ဒီမှာကိုလေးခွန်လို့ထည့်စီသုံးလုံးထောင်တယ်93ခွန်လို့ဇောင်းထိုးတယ်ထိုင်ထိုးခဲ့တယ်ကို84ကို966ခွန်ဆိုပြီးခွန်နောက်ပိတ်နဲ့ထည့်ခြင်းတာနော်အဲ့ခွန်နောက်ပိတ်နဲ့ထည့်လိုက်တာ ਨੇ ခုနကကျွန်တော်ပြောခဲ့တဲ့ ခါတူခါနဲ့ကိုနေမြောက်ကခဏနော်အဲ့ပြန်ကြခဏဆောင်းမှာခါတူခါနဲ့ကိုနေမြောက်ကခဏနော်အဲ့ဒီမှာပြန်ကြခဏရဲ့ဆောင်းမှာခါတူခါနဲ့ကိုနေမြောက်ကခဏဒီခဏကလည်းအဲ့ဒီမှာသူက၄ွန်3ွန်ခွန်3နော်ခွန်ခွန်တော့နောက်ပိတ်တော့တလိုင်းဘောကကဏ္ဍဖြစ်နေပြန်ရောနော်အဲ့ဒီမှာကျွန်တော်က ခုနကပြောတယ်၄၃ဆောင်းထိုးတယ်ခွန်ခွန်၃နောက်ပိတ်သလုံးထောင်းနဲ့အပေါ်ကကဏ္ဍလားဒီလိုမှမဟုတ်ဘူးဆိုရင်အဲ့ဒီနှစ်ထဲကခွန်၈၄လာဒီမှာကျွန်တော်နှစ်ကွက်ထည့်နော်အဲ့ဒီမှာရှစ်ထည့်၆အပိတ်နဲ့ထည့်ရတယ်အဲ့ဒီကောင်ကဒေချာမှုထည့်လိုက်တာနော်ခုနကကျွန်တော်ကဆောင်းသလုံး၈ဆိုရင်၈ရဲ့ပါဝါဆောင်းသလုံး၃ဆိုရင်ကျွန်တော်၆နောက်ပိတ်နဲ့ထည့်၈၉၆ဆိုတယ်ကဏ္ဍထည့်နော် နော်အဲ့တော့ကျွန်တော်တို့က15ချိန်အတွက်ပြတော့က6အပိတ်ကြလို့4 6 6ထူဩနော်ကျွန်တော်လည်းမေ့ပြီကျွန်တော်မေ့တာတွေကမနေတော့ဘူးအော်ဒီ line ကပြီးခဲ့တဲ့ဘွယ်ကသူကလောက်ထားတာအထောင်သုံးလုံး၄ဖြစ်တယ်ပြန်ညကြတယ်ဇောင်း6လို့ရိုက်တယ်ဇောင်း6လို့ရိုက်လိုက်တာ ਨੇ ခါသည်နောက်ပိတ်လို့ဝင်တယ်သူရဲ့အောက်မှာထွက်တဲ့ခဏကကိုးစုံခုနှစ်တဲကခဏเนาะအဲ့တော့ကျွန်တော်တို့ခွန်ပိတ်ခွန်ပိတ်ရိုက်ထားတဲ့ခဏ ဒါဆိုရင်ဒီမှာ1304လို့ဖြစ်တယ်သူ့ဘေးမှာ932နှစ်ပြန်ညကြတယ်သူ့အောက်ဆောင်မှာထွက်တဲ့ခဏ1306လို့ရိုက်တယ်ဆောင်306နှစ်ကအပိတ်လို့ရိုက်တယ်ဒီခဏန်းဒီအဲ့ဒီခွန်ခွန်3နောက်ပိတ်3လုံးတန်းထားတဲ့အပေါ်ကခဏန်းနော်403အဲ့လိုမယူဘဲနဲ့ခွန်နောက်ပိတ်ခွန်နောက်ပိတ်လို့ရိုက်တဲ့ဆောင်ကခဏန်း အခုလည်းကျွန်တော်တို့ဒီမှာထဲသေးတောင်သုံးလုံး၄လို့ဖြစ်တယ်၆၆နှစ်ပြန်ရကြတယ်ဇောင်း၆လို့ပြီးခဲ့တဲ့ပွဲကရိုက်တယ်၆ခါကအပိတ်လို့ထဲ့တယ်သူ့အထွတ်မဲ့ကဏ္ဍသည်အဲ့ဒီ၄၀၀၄၀၃ခွန်ခွန်၃နော်၄ခွန်ခွန်၃နောက်ပိတ်သုံးလုံးတန်ထားတဲ့အပွားကဏ္ဍလားဒါမှမဟုတ်ရင်ဒီကောင်လားအဲ့ဒီထဲမှာ၄ပါတဲ့ကဏ္ဍတွေဆိုအများကြီးပေါ့နော်ဒါမှ၄30တွေဒါတွေကမွေးကဏ္ဍရှိတယ်၄တစ်တစ်တွေရှိတယ်နော် ရှိ96ကတော့နှစ်ကွက်တောင်ဖြစ်နေတာသူပဲပြန်ကြထားတဲ့ကဏ္ဍမတူမလေးပါတဲ့ကဏ္ဍနေအများကြီးပေါ့လीเนาะဒါတွေကတော့ဒါပေမဲ့ကျွန်တော်ကဒီနှစ်ကပ်ဆိုင်လေးနဲ့ဖြစ်သွားမလားဆိုတဲ့အတွေးနေပေါ့ဒါလေးကဖြစ်သွားလို့ရတယ်เนาะဖြစ်သွားလို့ရတယ်ဘာလို့ရလဲဆိုတော့အဲ့ဒီနားမှာသူကအများကြီးရှိတယ်เนาะသူထောက်ချက်တွေအများကြီးရှိတယ်ကျွန်တော်နှစ်ကပ်ကိုဟိုနေ့မဖြစ်တော့လို့เนาะအဲ ကျွန်တော်ရှစ်ထိပ်စီးနဲ့ပဲထည့်လိုက်တယ်ခုနကျွန်တော်ပြောတဲ့ဒီဇောင်းရှစ်ဇောင်းရှစ်เนาะဇောင်းရှစ်နဲ့ချက်ရိုက်တခါဒီမှာဇောင်းရှစ်เนาะဒီမှာဇောင်းရှစ်နှစ်ချက်ရိုက်မယ်အခုဒီမှာကျွန်တော်တို့ဇောင်းရှစ်เนาะဒီမှာဇောင်းရှစ်နှစ်ချက်ရိုက်မယ်ရှစ်ထိပ်စီးနဲ့အဲရှစ်ထိပ်စီးနဲ့အပူဆိုရင်တော့ခုနကျွန်တော်ပြောတဲ့6အပိတ်နဲ့ပါဆိုရင်ဒီကနေ့886เนาะ ်696เนาะဒါလေးတွေတတိထားပေါ့ကဲဟုတ်ပြီအားလုံးပဲကံကောင်းကြပါသေးမနေ့ကမနေ့ကပြတဲ့ line ကိုလည်း short မတွက်နဲ့เนาะကျွန်တော်က short ပြောခဲ့တာအဲ့ကောင်ကလည်းအောက်ပွဲတွေထီအောင်လှုပ်လို့ရတယ်ကျွန်တော်တို့ဒီ836ဆို6နှလုံးပူးတယ်ပူးပြီးတာနဲ့သူ့အောက်မှာ69ခွာတယ်69အတွဲကစားတယ်เนาะအဲ့ဒီအဲထဲမှာနောက်တစ်ခါကိုးထိပ်စီရတယ် ကျွန်တော်တို့ဒီဗရိတ်နှစ်6ထိတ်လို့ရိုက်တဲ့ဘေးမှာအဲ့ဒီ9ထိတ်စီတလုံးထည့်သေးတယ်နော်ဒါဆိုရင် ကျွန်တော်တို့ဒီမှာ8 3 6 9လို့ကျွန်တော်ထောင်လိုက်မယ်89အတွဲလိုက်ထွက်ခိုင်းမယ်နော်အဲ့ဒီနှစ်ထဲမှာနောက်တစ်ခါလိုက်ကြည့်ကျွန်တော်တို့9ထိတ်စီရနော်နှစ်ဗရိတ်ပြီးတော့3ဗရိတ်6ထိတ်လို့ဖြစ်ထားတဲ့ဘေးမှာ9ထိတ်စီတလုံးထွက်သေးတယ်နော်ဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ လေးပရိတ်เนาะ6ထိပ်လေးပရိတ်6ထိပ်လို့ဖြစ်တယ်သူ့ရဲ့ဘေးမှာ6 3 6 9ဆိုပြီးဒါ9ထိပ်စီရလည်းထည့်လို့ရတယ်เนาะဒါလေးရလည်းတစ်ချက်ပြောပြ6ထိပ်ပိုင်းမို့ဆရာပြောတတ်ဘူးဗျာเนาะကျွန်တော်လည်းအဲ့ဒီလူတွေကိုတလုံးတလုံးနေကိုလိုက်ဆွဲထုတ်ရင်ကနန်းနေမကင်ရဲဘူးဖြစ်နေတာဟာ ရှစ်ထိတ်ကြည့်ရင်တော့လေကင်မော့လေရှစ်ထိတ်ကြည့်ရင်တော့အပူကစားပါနော်ရှစ်ထိတ်နဲ့အပူကစားတာကစားကျွန်တော်ဘာလို့ပြောတော့ဆိုတော့ကျွန်တော်ရှိမှာကရှစ်ထိတ်နဲ့အပူကရှိတယ်ပြီးခဲ့တဲ့ဘွဲကကျွန်တော်ကျွန်တော်ကနည်းနည်းလေးပုံင်းဖြစ်သွားတယ်ဒီကျွန်တော်အဝေးလိုင်းတစ်လိုင်းပြခဲ့တာရှိတယ်နော် လေးပရိတ်အောက်မှာဒီကနန်း1ချိန်เนาะဒီမှာလေးလေးပရိတ်ပေါက်တယ်ဒီကနန်း1ချိန်အဲ့ဒီမှာလေးပရိတ်ပေါက်တယ်သူ့အောက်မှာဒီကနန်း1ချိန်ကိုကျွန်တော်6 3ည6တို့6 2 6တို့เนาะ6 3ည6တို့ကျွန်တော်6ထိပ်ဒီနေကျွန်တော်ထည့်ချရတယ်တခါပရိတ်4 3ကကြာလို့သူ့အောက်မှာဟိုက်ကနန်း1ချိန်เนาะဒီမှာလေးကျွန်တော်တို့ပရိတ်4ပရိတ်4ပရိတ်4เนาะအဲ့ပရိတ်4ပရိတ်4 3ကကြာလို့ဒီကနန်း1ချိန်အဲ့မှာ ီးခဲ့တဲ့ဘွဲကဗရိတ်လေးရဒီမှာ၃ခါပြည့်လို့သူ့အောက်ထွက်တဲ့ခဏဒီခဏ1ချိန်ဆိုပြီးကျွန်တော်ချထည့်လိုက်ထည့်လိုက်တော့อืมအဲ့ဒီမှာဖြစ်ပုံကအဲ့ခဏ1ချိန်နဲ့ကိုစီးဒီကျွန်တော်မစွဲခိုင်းလိုက်ရဘူးဘာလို့တော့ဆိုတော့ကျွန်တော်6အပိတ်ကိုဒီမှာပြခဲ့လေအဲ့ဒီညပြီးခဲ့တဲ့ဘွဲက9ဆွန်းနဲ့ခုနှစ်ထဲမှာကျွန်တော်တို့ ရိတ်ကို၄ထိတ်နော်ကိုပရိတ်၄ထိတ်လို့ရိုက်တဲ့ဘေးမှာဇောင်းသုံးလုံးကကိုနောက်ထောင်သုံးလုံးကခွန်ကိုခွန်တစုံဖြစ်နေအဲ့ဒီ၄နောက်ပိတ်ထဲတာနော်အဲ့တော့ခွန်ခါရဲ့အောက်ဒီမှာ၅၃ညလို့ဖြစ်တယ်6ခါထဲသူရဲ့အောက်မှာဇောင်း3လုံးကကိုနောက်ပိတ်3လုံးကခွန်ကိုခွန်တစုံဖြစ်အောင်เนาะတင်းနောက်ပိတ်တစ်လုံးထည့်သွား အဲ့ပြီးခဲ့တဲ့ဘွဲရဒီမှာကျွန်တော်တို့၅ခါရိုက်သွားပြီပြိဿတ်၁၆ထိတ်လို့လည်းဖြစ်ပြီသူ့ရဲ့ဘေးမှာဇောင်းကိုအပိတ်၃လုံးခွန်ဆို၆အပိတ်ထဲရမှာအဲ့မှာလည်းကျွန်တော်၄၄၆ကြီးသွားထဲတယ်ဒီကနေ့တနစ်ကျော်ကကနန်းဆိုဟောအဲ့မှာ၆အပိတ်ဒီခုနကဟိုဆိုင်မှာ၆ထိတ်ဒီဩအပူးလို့လည်းပြောရယ်၆၃၆ဝန်းချင်းလည်းပြောတယ်ကျွန်မများကနော်မရဘူး တလုံးစီတွေကိုကိုကလိုက်တွဲနေရင်လည်းဘယ်သွားဟုတ်လိမ့်မလို့နော်ဒါပေမဲ့ထွက်ပြီးရင်တော့ဟုတ်နေတာတစ်ခါထပ်ပြောလိုက်အောင်မယ်ငါးခါလဲဒီဘွဲမှာဒါပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြခဲ့တဲ့ line ပဲနော်ဒီမှာ၃၅လုံးဒီခွန်ဒီ၄လုံးဒီ၅ဒီ၃လုံးဒီမှာထွက်မဲ့၆ဒီနှလုံးမြောက်နော်၆ထိတ်နဲ့၅ထိတ်လုနေတာအဲ့မှာ၆ထိတ်ကိုကျွန်တော်ထည့်ပြီးတော့နှလုံးမြောက်နော်ကျွန်တော်ပြောခဲ့တယ်၆ကအပေါ်မှာတစ်လုံးပဲထွက်ထားတာ ဒီငါးကလည်းအပေါ်မှာ၃လုံး၃လုံး၄လုံး၃လုံးတကဒီခွန်က၄လုံး၃လုံး၄လုံး၃လုံး၄လုံးเนาะအဲ့တော့ဒီ၃၅လုံးရင်ပြရတော့အဲ့တော့သူထည့်ပြီးပြီညာပြောဖို့မိနေသူ့ဘွားခါအောက်တပွဲကျော်ခါတိုင်းတဲ့စင်းနေအဲ့ကဏ္ဍပြန်ကြကဏ္ဍเนาะအဲ့ဒီမှာခွန်၄လုံးထည့်သွားပြီးတာနဲ့အဲ့၄ခါအောက်တပွဲကျော်၄ခါလို့ထည့်တယ်အဲ့ကဏ္ဍပြန်ကြကဏ္ဍမဲအဲ့ဒါเนาะ အခုဒီမှာ9 3လုံးထည့်သွားပြီ4ခါကအောက်တဝဲကျော်ကို4ခါလုံးထည့်ဒီကောင်ပြန်ညာခဏမဟုတ်ဘူးဒါပေမဲ့ပြန်ကြရတယ်နောက်တစ်ခေါက်နော်သူအဖြစ်ပုံကအဲ့ဒီနေရာမှာကျွန်တော်တို့ဒီ9ခါဒီဒီနေရာကို9ခါလုံးထည့်မယ်နော်6နှလုံးမြောက်ကြအဲ့တော့ပြန်ကြခဏထည့်မလား9ခါနဲ့အဲ့ဒီမှာကျွန်တော်ဘယ်ခဏပြောချင်လို့ခုနက6ထည့်ကြီး6အပိတ်နဲ့9ခါကိုဟိုက်ခဏ ဒီဘွဲပြန်ထိုးနော်856ကျွန်တော်ရေးထားတယ်856နော်666 666ရေးထားတယ်နော်ဒီမှာညာပြတယ်796နော်ဒါလေးတွေဟုတ်ပြီလားကဲအဲ့တော့အလုံးမဲကံကောင်းကြပါစေနော်လောလောဆယ်ဆယ်တော့ကျွန်တော်လည်းတိတ်ပြီးတော့မကြည့်အားသေးဘူးကြည်သလားကြည်ရသလောက်လေးအပူ ထိမ်ချရဘူးเนาะတတိထားပါအပူအပူထိုးတတိထားပါတဲ့အလုံးမဲကံကောင်းကြပါစေ